အားလုံးပဲမင်္ဂလာပါဒေါက်တာနဝင်းဘလော့ကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးမှာတော့ကျမကူလာမိကြတဲ့ကိုဝန်ဆောင်တဲ့ချိန်မှာအဆက်စားလို့ရလားခလီထိခိုက်နိုင်လားဆိုတဲ့မေးခွန်းလေးကိုဖြေပြီးသွားပါမယ်မိဖွားတဲ့အချိန်မှာလူတွေတိတ်မသိကြတဲ့လက္ခဏာတစ်ခုက ဒီဝန်းလျှောတာနဲ့ဒီဝန်းပြော့တာတာမျိုးဖြစ်တယ်။အဲ့တော့ဒီလိုမျိုးအဆက်စားလိုက်တဲ့အချိန်မှာဒီဝန်းလျှောတဲ့ဝန်းလျှောလို့ရှိရင်ခလေးကိုဆုံးမွေးနိုင်တယ်ဆိုပြီးတော့အဲပြောကြတာလည်းရှိနေမယ်။အဲ့ဒါဘာဖြစ်လို့ဖြစ်တာလဲဆိုလို့ရှိရင်ဒီတအိမ်ကောင်းနဲ့ဥလန်းချောင်းမှာရှိတဲ့ဒီ nerve jaw တွေကဆက်သွယ်နေတယ်။တအိမ်ကမိဖွားဖို့ပြင်ဆင်တဲ့အခါမှာဒီတအိမ်ကောင်းကလည်းပျော့ပြောင်းလာတယ်။ပျော့ပြောင်းလာပြီးလို့ရှိရင်ဒီဥလန်းချောင်းကိုတွားပြီးတော့ သုံးစော်တဲ့အတွက်ကြောင့်မလို့ဒီဝန်းလျှောတာဒီဝန်းပြပြသွားတာလေးဖြစ်တတ်တယ်။အဲ့ချိန်မှာဒီအဆက်စားလိုက်လို့ဒီဝန်းပြပြသွားပြီးတော့ခလေးပါချက်ချင်းမွေးသွားမယ်ဆိုတာကတော့အမ်တခါလေတိုက်ဆိုင်တဲ့အခါမှာဖြစ်တတ်ပေမဲ့အဲ့ရရင်တော့ဖြစ်လိမ့်မရှိပါဘူး။ဒီလိုကိုကပုံမှန်အဆက်စားတတ်တယ်အစားမကြေတာရင်ပြေတာတွေအဲ့လိုမျိုးမရှိဘူးဆိုလို့ရှိရင်တော့တခါတလီစားတာလောက်ကတော့ဘာမှတတ်ရမှုမရှိပါဘူး။ ဒီလိုမျိုးမိခင်နဲ့ကလေးကျမ်းမာရေးကိုုံဆောင်ကျမ်းမာရေးကလေးကျမ်းမာရေးဘဟုတုတရသိကျင်တယ်ဆိုလို့ရှိရင်တော့ကျမရဲ့ channel လေးကို subscribe လုပ်ထားပြီးလို့ရပါတယ်ရှင်အားလုံးကိုကြည့်စစ်တင်ပါတယ်